အလောက်အတူလောက်ကိုင်းတဲ့အမျိုးသမီးတဦးကိုတဖက်သက်ကြိုက်ပြီးအတ္တမပြုချင်းခဲ့တဲ့မြမအမျိုးသားမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့အခုလက်တလုံးမှာတော့တားပြုတ်သမီးပြိုရှိတဲ့သူတိုင်းမပြစ်မနေတတိထားနေထိုင်ရတဲ့အခြေတစ်ခုကိုရောက်နေကြတာပဲဖြစ်ပါဘလုံးနေနေလုံခြုံမှုမရှိတော့တဲ့အချိန်မှာသူများနိုင်ငံသွားပြီးမြန်မာအချင်းချင်းစည်းလုံးရမယ့်အစားအခုလိုမိန်းကလေးတစ်ယောက်ကိုဘဝဖြည့်ယုံမကပဲ သေးတဲ့အထစ်ကိုလုတ်ခဲ့တာကတော့တကယ့်ကိုလူမဆန်တဲ့လုပ်ရတစ်ခုပါဒီဖြစ်စဉ်တစ်ခုကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်နေထိုင်ကြတာကတော့ဘန်ပေါ်အမှတ်၅နင်းပြည်လမ်းသွေတင်မှာဆိုဖာစက်ရုံမှာအလောက်တူလုတ်ကိုင်းနေအသက်၂၈နှစ်အရွယ်မြန်မာအမျိုးသမီးတဦးကိုတပတ်သက်ကြိုက်နေသူမြန်မာအမျိုးသားတဦးကအထမပြုတင်ခဲ့တာပဲဖြစ်ပါတယ်တရက်ခန့်မောင်ဆိုးမို့ကျော်ကတော့ပဲခူးတိုင်းတနက်ပင်မြို့နယ် အရှိတကွန်တိုင်းကြီးရွာမှာနေထိုင်ပြီးလက်ရှိမှာထိုင်းကနေထွက်ပြီးတိန့်ဆောင်ကရွာပြန်ရောက်နေပြီလို့လည်းသတင်းအရသိရပါတယ်။ဖြစ်စဉ်အစကတော့ပြီးခဲ့တဲ့မေလ17ရက်နေ့လယ်တနာရီခွဲအချိန်ခန့်ကမင်းကလေးနေထိုင်တဲ့အခန်းလေးကိုတစ်ဖက်သက်ကြိုက်နေသူမောင်ဆိုးမှုကြော်ရောက်ရှိလာပြီးအတမပြုကျင့်ကထွက်ပြေးသွားကြောင်းနင်နာသူရန်ပြည်သားစုဝင်တွေထံကနေသိခဲ့ရပါတယ်။လက်ရှိကျွလွန်ခရိုင်အမျိုးသမီးမှာအတမပြုကျင့်ခံရမှုကြောင့်စအိုးနဲ့အမျိုးသမီးအင်ကာပြက်ကြီးသွားသဖြင့်ဘန်ကောက်မြို့ လွန်ဖော့ထူဝီဇက်ရှူတင်ထရိုဥတီဈေးယုံကြီးမှာခွဲစိတ်မှုပြုလုပ်ကအရေးပေါ်ဈေးကူတာမှုခံယူနေရပြီးစိုးရိမ်ရတဲ့အခြေအနေရှိနေရပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အခုချိန်မှာတော့နေနာသူရဲ့မိသားစုဝင်များကအမှုအားလိုက်ပါကူညီဆောင်ရွက်ပေးဖို့ထိုင်းရောက်မြန်မာလို့သားအရေးကူညီဆောင်ရွက်ပေးနေတဲ့ MAAC မဟာမိတ်အဖွဲ့ ကိုရဲမင်းထံအကူအညီတောင်းခံလာသဖြင့်ရုံဖေကနှစ်နာသူအမျိုးသမီးဘက်မှလိုက်ပါအကူအညီဆောင်ရွက်ပေးနေရပဲဖြစ်ပါတယ်။လက်ရှိမှာအသက်29နှစ်အရွယ်တရခက်စိုးမှုကြောင့်ကိုဥပဒေအရအရေးယူဆောင်ရွက်နိုင်ရေးအတွက်နှစ်နာသူရဲ့မိသားစုဝင်များကဘန်ကောက်မြို့ပန်ဘောအမှတ်9နေမြေရဲစခန်းမှာအမှုဖွင့်တိုင်ကြားထားပြီးထိုင်းရဲတပ်ဖွဲ့ကထွက်ပြေးတိမ်းရှောင်နေသူတရခက်အားဖမ်းဆီးနိုင်ရန်စုံစမ်းစစ်ဆေးမှုများပြုလုပ်တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းတရက်ခန့်မောင်စုံမှုကြော်ကတော့ထိုင်းနိုင်ငံမှာမိနိုင်ခြင်းမရှိတော့ဘဲမြန်မာနိုင်ငံကိုပြောင်းရောက်နေပြီ ဖြစ်တာကြောင့်ဝိုင်းဝန်းဖန်စီပေးကြဖို့ကိုလည်းတောင်းဆိုထားခဲ့ကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့တချို့လူတော်တော်များများကတော့တခုခုဆိုတမိမင်းကလေးတွေပဲတေချာခင်းဆိုင်ဖို့ပြောတတ်ကြပါတယ်။ဒါပေမဲ့တားရှင်တွေလည်းကို့သားမရှုံမအောင်တင်ပြပေးရမှာပါ။တောင်းမွေထားလဲမင်းကလေးတွေကိုအမေအမညီမတွေလို့တက်မိုးထားတတ်ဖို့တေချာတင်ပြပေးရပါမယ်။အချင်းနဲ့တနာမရောထွေးသွားဖို့ထိတင်ပြပေးရပါမယ်။ယောက်ျားကောင်ယောက်ျားမြတ်တဲ့မပါခဲ့တော့ရုံမတတဲ့မတိန်ကောင်နေတော့မပါရအောင်ဆောက်ရှောက်ထိန်းသိမ်းကြရပါမယ်။ အခုလိုအခြေတစ်ခုအတွက်နဲ့အရှိတ်တိတ်ခါကိုမှငဲ့တဲ့လုပ်ရက်ကတော့တကယ်ကိုကြောက်ရွာကောင်းပါ යි အဲဒါကြောင့်မိန်းကလေးတွေအစအစအရာရာသတိနဲ့သွာလာနေထိုင်ကြပါအနည်းကအဝေးကလာနိုင်သလိုအနည်းဆုံးမှလည်းရှိနေတတ်ပါ යි အခုလိုသူများနိုင်ငံသွားပြီးကို့မြမအခြေချေကပါလူစိတ်မရှိနှစ်မကျဲမစမနာလောက်တာကတော့ပြောကြတကားမရှိရဲ့အထီးပါပဲဒါကြောင့်ထိုင်းမှာအလုံးလုံးနေရဲ့မိန်းကလေးတွေနေဖြစ်ဖြစ်ညဖြစ်ဖြစ်အိတ်တဲ့အခါအခန်းတစ်ခုကိုပိတ်ပြီးအိတ်ကြပါလင်းရင်လစ်တလို့ချောင်းရင်ချောင်းတလို့ အတမကြံတက်ကြပါ යි တချို့ဆိုလူကိုယ်တိုင်မဟုတ်ဘူးပစ္စည်းတွေပါတည်သွားသေးရကြောင်းအားလုံးကိုသတိထားစီချင်ပါ යි အတမပြုတ်ခြင်းပြီးထွက်ပြေးတိတ်ချောင်ရရဲ့တရခန့်စိုးမှုကြောင့်လေအ мян ဆုံးဖမ်းမိပြီးသူ့ပြစ်သူခက်ရအောင်ဝိုင်းရှဲပြီးကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါ යි နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်သမီးလေးတွေအရွယ်ရောက်လာပြီဖြစ်လို့ဘီလိန်စကားတွေကိုရှောင်ပြီးပညာပီးဇလံတွေကိုပဲရိုက်ကူးနေရဲ့အမင်းညို့ မင်္ဂလာပါပရိသတ်ကြီးတို့ရေတရုတ်ဆောင်အမင်းညုတ်ကတော့တချိန်ကအမှုပညာမှာနာမည်ရခဲ့သူတယောက်ဖြစ်ပြီးဇပိုတရုတ်ဆောင်ဘဝမှာလည်းဝိုင်းရီတယောက်ပဲဖြစ်ပါတယ်။ဗီဒီယိုစကားခေတုံးကတော့အမင်းညုတ်ကမပါမဖြစ်ကိုတရုတ်ဆောင်ခဲ့ရပြီးပရိသတ်တွေရဲ့လက်ခံအပင်းမှုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။အကြမ်းအရန်ဖိုက်တင်ခန်းတွေမှာလည်းပြည်ပြပိုင်နိုင်စွာတရုတ်ဆောင်နိုင်သူတယောက်ဖြစ်တာကြောင့်ပရိသတ်အပင်းမှုကိုအပြေအဝရရှိထားသူတယောက်လည်းဖြစ်ပါတယ်။ ဒါပေမဲ့လည်းအခုချိန်မှာတော့အမင်းညုကအသက်ရွယ်တခုကိုရှာလာပြီးဖြစ်တယ်လို့သမီးလေးနှစ်ယောက်လည်းအရွယ်ရောက်လာပြီးဖြစ်လို့မိသားစုဘဝလေးကိုအေးအေးချမ်းချမ်းဖြတ်တန်းနေရပဲဖြစ်ပါဤဒါပြင်အမင်းညုကတော့အရင်လိုဘီလိန်ဇလန်တွဲတွေကိုလည်းရှောင်လာခဲ့ပြီးဖြစ်ရမှန်ပညာပေးစကားတွေကိုပဲရိုက်ကူးနေရဖြစ်ပါဤအမင်းညုကတော့အခုကကျွန်တော်သမီးလေးတွေကလည်းအရွယ်ရောက်လာပြီးဆိုတော့တက်နိုင်သမျှဘီလိန်ဇက်ရုပ်ကိုရှောင်နေတော်ကြတချို့ကကျွန်တော်သမီးလေးတွေကိုနေ့ဖေကဘလို့လူကြီးပြောတာကိုလည်းမခံနိုင်တော့ ဒါတော့ဒီနေ့ဒီချိန်ထိတချို့လူတွေကဘီလိန်ဇက်ရုပ်ကိုအထင်သေးကြတာရင်းရှိတယ်။ဘလောက်ထိဖြစ်လဲဆိုရင်အရင်ကမိမအကူကိုအိမ်ကူတယောက်ကို6လနဲ့ခေါ်လိုက်တာရောက်ပြီးတော့6ရက်တောင်မပြည့်သေးဘူး။သူ့အမေကကျွန်တော်အမြင်တော့ဟာဒီလူကြီးကဇလန်းထဲမှာဟိုတင်းလောက်တဲ့လူကြီးငါတမျိုးနဲ့အဲ့လိုလုံးလိုက်မယ်ဆိုပြီးပြောတယ်။အဲ့ဒီကနေအလုံးထွက်သွားတာ ျွန်တော်မိမလည်းသူ့ယောက်ျားအဲ့လိုပြောရမလားဆိုပြီး၆လစာပြန်မအန်ခိုင်းမနေအိမ်ဘဝနေချပလိုက်တယ်အဲ့လောက်ကိုရှိုးအားတာအဲ့ဒါကြောင့်လည်းကျွန်တော်ဘီလိန်စကားတွေမရိုက်ဖြစ်တော့ဘူးသမီးလေးတွေအရွယ်ရောက်လာတော့ပို့ဆိုရဲအခုတော့ကျုပ်စာအလုပ်ဖြင့်ကျောင်းလုပ်ငန်းကိုလုပ်ပြီးစီးပွားရှာရင်တခါတလေမှဇလန်းတွေပညာပေးကတွေရိုက်ဖြစ်တယ်ကျွန်တော်တို့အမှုပညာလောကကဇပိုကျုပ်စာတွေကကျုပ်စာအလုပ်တခုပဲလုပ်တဲ့ရင်ထမင်းငတ်တာကြပြီးအခုတော့ဤစနစ်တွေပြောင်းလဲလာနေအမျှဇပိုကျုပ်စာတွေလည်းနေရာပြောက်လာတာဖြစ်ပြီး နမဲကြီးဇက်ဖို့တချို့လောက်သာဇလန်းတွဲဒီမှာပါဝင်တိူဆောင်ရတာကြောင့်ကျွန်တော်တို့လည်းနေရာပြောင်းလာခဲ့ရတယ်။ဒါကြောင့်မလို့အလောက်ကိုရသမျှအကောင်လောက်ပြီးမိသားစုစာဝင်နေရင်ဖြည့်ရှင်းရသလိုသမီးလေးတွေကိုလူတန်းစီနေနိုင်အောင် ကြိုးစားနေရဆိုပြီးပြောလာခဲ့ရပဲဖြစ်ပါ යි ။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။အလောက်အတူလောက်ကိုင်းတဲ့အမျိုးသမီးတူအူကိုတစ်ဖက်သက်ကြိုက်ပြီးအတ္တမပြုတ်ခြင်းခဲ့တဲ့မြန်မာအမျိုးသားမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ အခုလက်တလုံးမှာတော့တားပြိုသမီးပြိုရှိတဲ့သူတိုင်းမပြစ်မနေတတိသားနေထိုင်ရတဲ့အခြေတစ်ခုကိုရောက်နေကြတာပဲဖြစ်ပါ යි ။ ဘလုံးနေနေလုံခြုံမှုမရှိတော့တဲ့အချိန်မှာသူများနိုင်ငံသွားပြီးမြန်မာအချင်းချင်းစည်းလုံးရမယ့်အစားအခုလိုမိန်းကလေးတစ်ယောက်ကိုဘဝဖျက်ယုံမကပဲတည်ရဲ့အထီကိုလုတ်ခဲ့တာကတော့တကယ့်ကိုလူမဆန်တဲ့လုပ်ရတစ်ခုပါဒီဖြစ်စဉ်တစ်ခုကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်နေထိုင်ကြတာကတော့ဘန်ပေါ်အမှတ်၅နင်းပြည်လမ်းသွေတင်မှာဆိုဖာစက်ရုံမှာအလောက်တူလုတ်ကိုင်းနေအသက်၂၈နှစ်အရွယ်မြန်မာအမျိုးသမီးတဦးကိုတပတ်သက်ကြိုက်နေသူမြန်မာအမျိုးသားတဦးကအတ္တမပြုကျင့်ခဲ့တာပဲဖြစ်ပါတယ် တရက်ခန့်မောင်စိုးမို့ကျော်ကတော့ပဲခူးတိုင်းတနက်ပင်မြို့နယ်အရှိတကွန်တိုင်းကြီးရွာမှာနေထိုင်ပြီးလက်ရှိမှာထိုင်းကနေထွက်ပြီးတိန့်ဆောင်ကရွာပြန်ရောက်နေပြီလို့လည်းသတင်းအရသိရပါတယ်။ဖြစ်စဉ်အစကတော့ပြီးခဲ့တဲ့မေလ17ရက်နေ့လယ်တနာရီခွဲအချိန်ခန့်ကမင်းကလေးနေထိုင်တဲ့အခန်းလေးကိုတစ်ဖက်သက်ကြိုက်နေသူမောင်စိုးမို့ကျော်ရောက်ရှိလာပြီးအတမပြုကျင့်ကထွက်ပြေးသွားကြောင်းနင်နာသူရဲ့မိသားစုဝင်တွေထံကနေသိခဲ့ရပါတယ်။ လက်ရှိကျွလွန်ခရိုင်အမျိုးသမီးမှာအတ္တမပြုကြည့်ခံရမှုကြောင့်စအိုနဲ့အမျိုးသမီးအင်ကာပြက်ကြီးသွားသဖြင့်ဗန်ကောက်မြို့လွန်ဖော့ထော်ဝီဆက်ရှူတင်ထရိုဥတီစေယုံကြီးမှာခွဲစိတ်မှုပြုလုပ်ကအရေးပေါ်ဈေးကူတာမှုခံယူနေရပြီးစိုးရိမ်ရတဲ့အခြေအနေရှိနေရပဲဖြစ်ပါဒါကြောင့်မလို့အခုချိန်မှာတော့နင်နာသူရဲ့မိသားစုဝင်များကအမှုအားလိုက်ပါကူညီဆောင်ရွက်ပေးဖို့ထိုင်းရောက်မြန်မာလို့သားအရေးကူညီဆောင်ရွက်ပေးနေတဲ့ MAAC မဟာမိတ်အဖွဲ့ကိုရဲမိတ်ထံအကူအညီတောင်းခံလာသဖြင့်ရုံဖွဲ့ကနှစ်နာသူအမျိုးသမီးဘက်မှလိုက်ပါအကူအညီဆောင်ရွက်ပေးနေရပဲဖြစ်ပါလက်ရှိမှာအသက်28နှစ်အရွယ်တရခက်စိုးမှုကြောင့်ကိုဥပဒေအရအရေးယူဆောင်ရွက်နိုင်ရေးအတွက်နှစ်နာသူရဲ့မိသားစုဝင်များကဘန်ကောက်မြို့ပန်ဘောအမှတ်9နေမြေရဲစခန်းမှာအမှုဖွင့်တိုင်ကြားထားပြီးထိုင်းရဲတပ်ဖွဲ့ကထွက်ပြေးတိမ်းရှောင်နေသူတရခက်အားဖမ်းဆီးနိုင်ရန်စုံစမ်းစစ်ဆေးမှုများပြုလုပ်တာပဲဖြစ်ပါ ဒါပေမဲ့လည်းတရခန့်မောင်ဆိုးမှုကြောကတော့ထိုင်းနိုင်ငံမှာမိနိုင်ခြင်းမရှိတော့ဘဲမြန်မာနိုင်ငံကိုပြောင်းရောင်းနေပြီဖြစ်တာကြောင့်ဝိုင်းဝန်းဖန်စီပေးကြဖို့ကိုလည်းတောင်းဆိုထားခဲ့ကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့တချို့လူတော်တော်များများကတော့တခုခုဆိုတမိမင်းကလေးတွေပဲတေချာခင်းဆိုင်ဖို့ပြောတတ်ကြပါတယ်။ဒါပေမဲ့အသားရှင်တွေလည်းကိုယ်သားမရှုံမအောင်သင်ပြပေးရမှာပါ။တောင်းမွေထားလဲမင်းကလေးတွေကိုအမေအမညီမတွေလို့တက်မိုးထားတတ်ဖို့တေချာသင်ပြပေးရပါမယ်။အချင်းနဲ့တနာမရောထွေးသွားဖို့ထိသင်ပြပေးရပါမယ်။ ယောက်ျားကောင်ယောက်ျားမြတ်တဲ့မပါခဲ့တော့ရုံးမတတဲ့မတိန်ကောင်နေတော့မပါရအောင်ဆောက်ရှောက်ထိန်းသိမ်းကြရပါမယ်အခုလိုအခြေတခုအတွက်နဲ့အရှိတ်တိတ်ခါကိုမှငဲ့တဲ့လုပ်ရက်ကတော့တကယ်ကိုကြောက်ရွံ့ကောင်းပါ යි အဲဒါကြောင့်မိန်းကလေးတွေအစအစအရာရာသတိနဲ့သွာလာနေထိုင်ကြပါအနည်းကအဝေးကလာနိုင်သလိုအနည်းဆုံးမှလည်းရှိနေတတ်ပါ යි အခုလိုသူများနိုင်ငံသွားပြီးကို့မြမအခြေချကပါလူစိတ်မရှိနှမကျဲမစမနာလောက်တာကတော့ပြောကြတကားမရှိရဲ့အထီးပါပဲ ဒါကြောင့်ထိုင်းမှာအလုံးလုံးနေရဲမိန်းကလေးတွေနေဖြစ်ဖြစ်ညဖြစ်ဖြစ်အိတ်တဲ့အခါအခန်းတစ်ခါကိုပိတ်ပြီးအိတ်ကြပါလင်းရင်လစ်တလို့ချောင်းရင်ချောင်းတလို့အတမကြံတက်ကြပါတချို့ဆိုလူကိုယ်တည်းမဟုတ်ဘူးပစ္စည်းတွေပါတည်သွားသေးရကြောင်းအလုံးကိုသတိထားစီချင်ပါအတမပြုတ်ကျင်ပြီးထွက်ပြေးတိတ်ချောင်းနေရဲ့တရခန့်စိုးမှုကြောင့်လေအ мян ဆုံးဖမ်းမိပြီးသူပြစ်သူခက်ရအောင်ဝိုင်းရှဲပေးကြပါအောင်ရှင်အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်